ငါ့ကိုချင်ရင်လူပညာမလုံနဲ့အဲငါ့ကိုမချင်ရင်လူပညာလုံဆိုတဲ့အဲ့ဒီမေကွန်းတွေကိုဖြည့်ရမှာဆိုလို့ကိုယ်ရင်နေစဉ်းစားပြီးတော့မှအများကြီးကိုစတွေ့တယ်ဟောအများကြီးစကားပြောခဲ့တာပေါ့အခုတော့နှစ်ယောက်တွေ့ခဲ့တာခုနှစ်နှစ်ရှစ်နှစ်လောက်ရှိသွားပြီအပြင်းရပါအခုကောင်မလေးကအဲအဲ့လိုမျိုးပေါ့လေကိုချစ်တဲ့ကောင်မလေးကိုသူများတွေလိုပဲခန်းခန်းနာနာနဲ့အဲ့လိုထထဲဟောပါလေလှုပ်ပေးချင်တာပေါ့ငွေကြီးရှာရတယ်ဆိုတာတခြားမဟုတ်လေ ကိုရက်တီဖို့အတွက်နေထိုင်ဖို့အတွက်အများကြီးစူးစမ်းရတယ်ဆိုတော့အခုအနေနဲ့လည်းအများကြီးအောင်မြင်နေတဲ့နုပညာရှင်တယောက်မဟုတ်သေးတဲ့အခါကျတော့အဲ့တော့ရှေ့ရှေ့ဆက်ပြီးတော့အောင်မြင်မဲ့နုပညာတွေအလုပ်တွေကိုလည်းဇက်တိုက်လုပ်နေရဆိုတော့ဟိုအများကြီးစူးစမ်းရအောင်ပါအာဘေးရတော့ဆက်လက်အောင်မြင်စေအောင်မြင်အောင်မြင်သွားပြီပေါ့လေအဲဒါကြောင့်ကျွန်တော်တို့ကဘေးကြီးကို လာဝင်းရတာမဟုတ်ဘူးဗျာဘေးကကျွန်တော်တို့ဝင်းရနေရတာအာဘေးဆိုင်လာအခုဆိုင်ရောဒီမှာဆိုင်သူအကြီးဖြစ်သွားပြီပထမဆိုင်သေးသေးလေးအခုအကြီးဖြစ်သွားပြီပထမဆိုင်ကသေးတယ်ဆိုတာနေရာလေးကကျင်းတာပေါ့အခုကျတော့ဆိုင်အကြီးဖြစ်သွားပြီပြီးတော့ဒီချက်ဆိုင်ခွဲတွေလည်းသူကရန်ကုန်မြို့မှာအများကြီးဖွင့်ဝင်ပါတဲ့ဟာဘေးကအောင်မြင်နေပြီလေဘာမှမလို့တော့ဘေးဆိုလို့ရှိရင်သူတို့ပရိသတ်တွေကဘယ်နေရာမှာရှိရှိရနေရာကိုလာတာအဲ့တော့ကျွန်တော်တို့ကလည်းဘေးရှိရနေရာကိုလာတာအခုစားကျင်တဲ့ဥမာချင်းဆက်ဆက်တွေစားကျင်တယ်ဆိုလို့ရှိရင်ဘေးဘယ်မှာရှိလဲဘေးရှိရနေရာကိုကျွန်တော်လာတာ အခုဟိုအရင်တော့အရင်တော့ဟိုအထဲမှာအခုအပြင်မှာအခုအပြင်မှာရှိအပြင်ကိုလာရတာอืมအဲရှူတင်မရှိတဲ့ရဲဆိုရင်တော့လာဖြစ်ပါတယ်အဲရှူတင်ရလို့နေပဲထွက်သွားတာမျိုးဆိုရင်တော့အကူနဲ့နည်းနည်းလှမ်းဝေးပါတယ်ဒါပေမဲ့ဟိုဘိန်းနေပဲလှမ်းဝေးရတာကိုလူကြားနဲ့မဝေးဘူးသူ့ကခေါ်ရတာတော့ချက်ခေါ်ရတာအခုလေဇလန်းတော့ရဲ့မသူ့ခေါ်မှာအဲကြာပြီဆယ်ဆယ်စုနှစ်ကျော်ပြီအကူနဲ့အကူအရန်ခင်မှုကောင်းတယ်အရန်ချစ်ဖို့ကောင်းတယ်ပြီးတော့အမှုပညာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တခါမှအဲ့လိုငွေကြီးပြောခဲ့ဘူးကိုကြီးပါမယ်နော်ဒီလိုရှိတယ်အေးလာညီလေးပဲအရာအဲ့လိုမျိုးလုပ်ပြီးကျွန်တော်ကလည်းချစ်တာ哦ဟုတ်တယ်အကူကကျတော့ဟိုကုတူကြကျတော့စိတ်ရှင်းတယ်သူကကြိုက်လို့လည်းမကြိုက်မလို့ဆိုတော့ရှင်းရှင်းပဲပုံဝင်လင်းလင်းပဲကျွန်တော်တို့လည်းကြိုက်တယ်ကျွန်တော်တို့ကလည်းအဲ့လိုမျိုးပေါ့ဟိုတိတ်ပြီးတော့ဟိုသူ့ရဲ့ဝိုက်မနေဘူးကိုကြီးဒါအားတလူရှိရဒါအားတလူရှိရအဲ့လိုမျိုးကြောက် သူအောင်မြင်တာလည်းပါတယ်အဓိကအမှုညာသမားတယောက်ဆိုတော့စိတ်ရှင်းဖို့လိုတယ်စိတ်ရှင်းနေဖို့လိုတယ်ဘာလို့ဆိုတော့အဲသူများအောင်မြင်မှုတွေမူရီတာပွားနိုင်ရမယ်သူများပုံမှာစေနာထားနိုင်ရမယ်အဲ့လိုလူမျိုးတွေရတာပဲအဲရေရှည်ရက်တည်နိုင်တာလို့ကျွန်တော်မြင်တယ်ဗောလေဟုတ်ဆိုတော့ဘလို့ခေါ်မလဲဆိုတော့အမှုညာသမားပဲဖြစ်ဖြစ်အပြင်ပါအစည်းအဝေးလို့တာပဲဖြစ်ဖြစ်မရှိတဲ့သူတွေအတွက်ကတော့အဲကြောတော့နောက်ခံ background လို့လေဗျအထူးသဖြင့်ကျွန်တော်တို့အမှုညာမှာဆိုရင်ပေါ့ background အရေးကြီးရယ် ဆိုတော့ကျွန်တော်တို့ဆိုလို့ရှိရင်တကယ်တကယ်0ကနေပြီးတော့မှတက်လာခဲ့ကြတဲ့အောက်ခြေကနေတက်လာကြတဲ့အနုပညာသမားတွေလေဆိုတော့အဲ့ဒီအတွက်အဲဘယ်လိုခေါ်မလဲတက်လှမ်းရတာနည်းနည်းတော့ကြာတယ်ဒါပေမဲ့ရေရှည်တော့ခံတယ်အဲကျွန်တော်တို့ကအောင်မြင်မှုကြံ့ကြာတာကိုသိမ့်မကြောက်ဘူးအဲအောင်မြင်သွားတဲ့ခါကျရင်ရေရှည်တည်တဲ့နေဖို့ကအရေးကြီးတယ်ဟုတ်ထိမ့်သိမ့်နိုင်ဖို့ထိမ့်သိမ့်နိုင်ဖို့အရေးကြီးတယ်ဟုတ်အဲအမှန်တမ်းပြောရင်တော့လေ ျွန်တော်ကျွတ်ချိန်မတန်သေးလို့လားမသိဘူးကြာအဲ့လိုအဲ့လိုဖြစ်နေရမင်းတို့ကျွတ်လဲကျွတ်ချိန်နေပြီပေါ့လေဟိုသူများတွေကိုကြည်တော့လဲအားကြတာပေါ့လေဟိုကိုကယောက်ျားလေးဆိုရင် main ကလေးဆိုတော့ပိုဆိုးတာပေါ့ဒါပေမဲ့ကျွတ်ချိန်မတန်သေးလို့လားမသိဘူးကြာမကျွတ်ဘူးဖြစ်နေအဲ့လိုဖြစ်ဟိုလူမြန်သမားတယောက်ဖြစ်ရင်အိမ်တော်မပြုတ်အောင်လားဆိုတာမျိုးတော့မရှိဘူးလေအဲကိုယ့်ရဲ့အတွဲဘက်ကိုယ့်ရဲ့အိမ်တော်ဘက်ကိုယ့်ရဲ့လက်တွဲဘောဆိုတာတော့ရှိတင်တာပေါ့တယောက်တည်းအမြင်နဲ့နေသွားလို့တော့ပဲဖြစ်ပါမှာ ဒါပေမဲ့ဟိုဒီမင်္ဂလာဆောင်တာတို့ဒီအိမ်အောင်ကြသွားတာလို့ဆိုတော့လည်းအချိန်နဲ့ခါနဲ့စိုင်နေလို့ထင်တာပဲအဲဟိုနုမြန်သမားတယောက်ကအိမ်အောင်ပြုတ်ဝင်စမ်းကြရဲဆိုတော့ဒါတိတ်လက်ခံလို့ရတဲ့အရာတော့မဟုတ်ဘူးလက်ခံမယ်ဆိုရင်လည်းအဲတိုက်ဆိုင်မှုရှိရင်တော့လက်ခံသွားလို့ရတဲ့အရာပေါ့လေတိုက်ဆိုင်မှုမရှိရင်တော့လက်ခံစရာမလိုပါဘူးအထက်ကတော့အလုံးလုံးနေဖို့ပဲဗျကျွန်တော်တို့ကဒီအောင်မြင်မှုဆိုတာအလုံးမလုံးဖဲနေတော့အိမ်မှာထိုင်ပြီးအောင်မြင်နေလို့မရဘူး ဆိုတော့အမှုမြန်သမားတယောက်ကအာကျွန်တော်ထိတ်ဆုံးလေးအောင်မြင်နေတယ်ပြောပြီးတော့အိမ်မှာထိုင်နေလို့မမရတာအဲ့တော့ကိုနဲ့ပတ်သက်ပတ်သက်ကြောင်းအလုပ်တစ်ခုတော့လုပ်နေရဥမာကျွန်တော်ဆိုလို့ရှိရင်တရုတ်ဆောင်ဗျာတရုတ်ဆောင်ဆိုတော့တရုတ်ဆောင်အလုပ်ကိုလုပ်အောင်အစိုးရဗျာတချင်းစုံနေရမယ်တဘောကကျွန်တော်ပြောတာဥမာဇက်သပင်နေရဆိုရင်ဒီဇက်သပင်အလုပ်နဲ့ပတ်သက်တဲ့ဟာကနေရမယ်ထားပါတော့ကျွန်တော်အခုပြောကျွန်တော်ပြောချင်တာကျွန်တော်တရုတ်ဆောင်လုပ်နေတယ်တရုတ်ဆောင်တယောက်ဖြစ်တယ်ကျွန်တော်တရုတ်ဆောင်အလုပ်ကိုလုပ်နေရမယ်အဲ့တော့အဲ့ဒါမှအမှုပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တရုတ်ဆောင်ဆိုတာအောင်မြင်ပါအခုကျွန်တော်မိမယူလိုက်တယ် မိမယူပြီးတော့မှကျွန်တော်တေးဥဆောင်ကိုမလုတော့ဘူးဆိုရင်တော့သိကြရတကူက तू အစမ်းကြတာမဟုတ်ဘူး तू မလုတော့တာအဲ့တော့မလုတော့တာနဲ့စမ်းကြသွားတာနဲ့တော့အရန်กว่าလေနောက်တစ်ခုကကျွန်တော်တို့ကကျွန်တော်ကအခုနုပညာဖန်တီးနေရဆိုတာသူများလာခေါ်တာလဲရိုက်တယ်သူများလာမခေါ်ရင်လဲကိုယ့်အံကိုရိုက်ဆိုတော့အဲ့ဒီဟာမျိုးဖန်တီးနိုင်ဖို့လိုတယ်ပေါ့လေအဲ့တော့သူများလာခေါ်မှရိုက်တာကိုထိုင်ဆောင်နေမယ်ဆိုလို့ရှိရင် အဲခုနပြောတဲ့စမ်းကြခြင်းကိုခံစားရလိမ့်မှာပေါ့အဲ့တော့သူများလာမခေါ်လဲကိုရိုက်နိုင်တယ်ဆိုတဲ့အနေထားရှိရင်တော့အဲစမ်းကြခြင်းကိုခံစားစရာမလိုဘူးလေဘယ်လိုခေါ်မလဲအမှုပညာနဲ့ပတ်သက်ပြီးတော့အဲငါ့ကိုချင်အမှုပညာမလုံနဲ့အဲငါ့ကိုမချင်အမှုပညာလုံဆိုတဲ့အဲ့ဒီမေးခွန်းတွေကိုဖြေရမှာဆိုလို့ကိုယ်အရင်နဲ့စဉ်းစားပြီးတော့မှအများကြီးကိုစတွေ့တယ်ဟောအများကြီးစကားပြောခဲ့တာပေါ့အဲ့လိုအဲ့လိုဖြစ်เสียရစကားလုံးမျိုးတွေအဲ့လိုမေးလာเสียရစကားလုံးမျိုးမရှိအောင် ဖိုးရင်နေအကျူတင်ပြင်ဆင်လာခဲ့တာပေါ့ဟိုလူတိုင်းကတော့လေကို့ဘက်မှာကြီးပဲယက်တီချင်းအရာရာအလုံးကကို့ဘက်မှာပဲယက်တီပါဆိုတဲ့လူတိုင်းလူသားတွေကြီးပဲဥပမာကျွန်တော်ဆိုလဲအဲကျွန်တော်ဘက်မှာပဲယက်တီပေးပါလားဆိုတဲ့လူမျိုးတွေကြီးပဲဖြစ်ချင်ကြတဲ့လူတွေကြီးပဲလေအဲ့ဒီပုံမှာအဲသူ့ဘက်ကို့ဘက်မနစ်နိုင်အောင်ညှိညင်နိုင်နိုင်လေးဆိုရင်အရာအလုံးကတော်တော်စိတ်ချမ်းသာစရာကောင်းပါအခု30ကျော်ပြီပြော်ညီကအခုတော့အိမ်အောင်ပြုတ်ရဲဆိုတာလေအိမ်မှယူရဲဆိုတာက ရိုးရိုးလေးယူရင်ရိုးရိုးလေးနဲ့လွယ်တယ်ဆန်းဆန်းလေးယူရင်ဆန်းဆန်းလေးနဲ့ခတ်တယ်တဘောကဟိုကိုလည်းအမှုပညာသမားတယောက်ဆိုတော့ထားပါတော့ကိုယူမဲ့ကောင်မလေးကိုသူများတွေလိုပဲခန်းခန်းနာနာထက်တဲ့ဝါဝါကြီးနဲ့လှုပ်ပေးခြင်းနဲ့စိတ်တွေရှိနေကြတာလေလူတိုင်းကဆိုတော့အကိုတို့မှအကိုမှလည်းရှိရဲဆိုတော့အဲ့ဒီဟာကိုမလှုပ်ပေးနိုင်တဲ့နေသားတစ်ခုမှတစ်ခါကျရင်လူကစိုက်ကိုဖြစ်တယ်တယ်ဘာလို့ဆို ကိုကလည်းအမှုပညာသမားတယောက်ပဲတာမန်လူတယောက်မဟုတ်တဲ့ခါကျတော့ကိုယူတဲ့ main ကလေးကိုလည်းတာမန်အနေထားထက်ကျော်အများကြီးလုပ်ပေးနေတာလေ။နော်အဲ့ဒီပုံမှာပဲချင်းချိန်ဟိုချိန်ဒီချိန်နဲ့အချိန်တွေကကြန့်ကြသွား။ကိုက9နှစ်10နှစ်လောက်ရှိသွားပြီ။ကိုနဲ့အကိုနဲ့တွဲလာတဲ့ကောင်မလေးရလေ။အဲ့တော့ပြိတ္တတွေထင်းတယ်လို့မျိုးမဟုတ်ဘူး။ဆက်ပြောချင်တာအကိုတို့နှစ်ယောက်တွဲခဲ့တာ9နှစ်10နှစ်လောက်ရှိသွားပြီ။အဲ့တော့အမှုပညာကိုပဲဖန်တီးနေရဲ့။ အဲဘာမှမပြဘူးဆိုတာကလည်းသူ့လုံနေသူကိုလုံနေကိုမှုလို့လေအဲ့တော့ဟုတ်တယ်ခုနှစ်ချင်းနေတော့ရှိပါတယ်မဟုတ်ပါဘူးအပြင်းရပါအခုကောင်မလေးရအဲအဲ့လိုမျိုးပေါ့လေကိုချစ်တဲ့ကောင်မလေးကိုသူများတွေလိုပဲခန်းခန်းနာနာနဲ့အဲ့လိုထထဟော်ဟာလေးလှုပ်ပေးချင်တာပေါ့လှုပ်ပေးချင်တယ်ဆိုတော့လေအကိုတို့ကဝန်ထမ်းပြောရင်တော့အောက်ခြေရလာတဲ့လူတွေဆိုတော့အောင်မြင်မှုကိုလည်းရှာရတယ် ဲငွေကြေးကိုလည်းရှားရတယ်ငွေကြေးရှားရတယ်ဆိုတာတခြားမဟုတ်လေကိုရက်တီဖို့အတွက်နေထိုင်ဖို့အတွက်အများကြီးစူးစမ်းရတယ်ဆိုတော့အခုအနေနဲ့လည်းအများကြီးအောင်မြင်နေတဲ့အမှုပညာရှင်တယောက်မဟုတ်သေးတဲ့ခါကျတော့အဲ့တော့ရှေ့ဆက်ပြီးတော့အောင်မြင်မဲ့အမှုပညာတွေအလုပ်တွေကိုလည်းဇက်တိုက်လုပ်နေရဆိုတော့ဟိုအများကြီးစူးစမ်းရအောင်ပါခဏနှစ်တာကြည့်ပါဦးဘက်ကလည်းတွားလေးပြေမရှိပါဘူးအဓိကကတော့အကိုရဲ့အမှုပညာပေါ်မှာပဲသူက support လုပ်ပေးတာပေါ့ဘာမှသိပြီးတော့အမှုပညာဘာလုပ်ချင် နုပညာနဲ့ပတ်သက်တဲ့လှုပ်လို့ရမယ့်ဟာပဲဟိုစဉ်းစားပေးတာပေါ့လေဒါဒီနှစ်ကအနုပညာရေးကြည့်ရဆိုအနုပညာပဲလှုပ်ပေါ့လေဒါပါဒါပေမဲ့အနေနဲ့အမြန်ပါပဲတစ်ခုခုတော့စဉ်းစားမှာပေါ့ကြာပါပြီအဲကျွန်တော်ကတော့အနုပညာနဲ့ပတ်သက်ပြီးတော့အဲလှုပ်နေပါတယ်အလုပ်တွေကိုလည်းစတိုက်မပြတ်လှုပ်ဆောင်နေပါတယ်ဇလန်းတွဲလေးတွေရိုက်နေတယ်ရုပ်ရှင်တွေလည်းကိုပါဝင်တဲ့အခန်းကဏ္ဍနဲ့အကောင်းဆုံးစူးစမ်းနေပါတယ်ကျွန်တော်ထိတ်ဆုံးတိရောက်အောင်ကျွန်တော်စူးစမ်းမယ်ပြည့်တဲ့လေကျွန်တော်အဲ့ထိရောက်အောင်ပံ့ပိုးပေးပါအားပေးပါလို့ပြောချင်ပါတယ် 就是嘛耶。